Hello guys, welcome to my channel. ဒီနေ့မှာကအရင်ဘက်က grapefruit ကိုဘယ်သူ giveaway ရတယ်ဆိုတာကိုကျွန်တော်ပြောပြပေးသွားမယ်။နောက်ပြီးတော့ sea level 6အထိသွားပြီးဖန်ပြမယ်။ကျွန်တော်ပတ်စံကိုရှာလို့ရှိရင်အခုလိုပဲရှာပါတယ်။တချို့မသိသေးတဲ့ညီကိုတွေအတွက်ပတ်စံကိုလွယ်လွယ်လေးနဲ့ဖန်လို့ရမယ့်နည်းကိုကျွန်တော်ကပြောပြပေးမှာပါ။အခုပြောပြပေးမယ်ကျွန်တော်က P2K ပါ။အဲ့တော့ကျွန်တော်စပြီးတော့ဖန်ကြည့်လိုက်ရအောင်။အခုကသင်္ဘောကိုအရင်ဝင်မယ်။ โอเคရပြီဒါဆိုကျွန်တော်စီး level စစ်ထီကိုမောင်းသွားမယ်ကျွန်တော်ဒီကတက်မှာကစီးပြီးတွေပါအာညီကိုတို့လည်းစီးပြီးကိုဘာကြောင့်တက်ကြရဲဆိုတာကိုပြောပြပါမယ်မတွေ့မချင်းစီး level 60မောင်းသွားမယ်လို့တွေးထားပေမဲ့အခုကစီး level 3ရောက်ခံဒီမှာ TV's နဲ့တွေ့ရတဲ့အတွက်ကျွန်တော်အရင်ဆုံးတင်မော့ကိုနည်းနည်းဝေးတဲ့နေရာမှာရက်မယ် ီးသွားရင်တော့ဒီအောင်ကြီးကိုတွားပြင်းမယ်ဗျာကျွန်တော်ရင်ကားဆိုရင်အခုလို C level 6D တယောက်တည်းသွားရဲဆိုရင် Buddha Fruit နဲ့သွားတာများတယ်နောက် Buddha Fruit ကိုလည်းကျွန်တော်ကိုယ်တိုင်ကြိုက်တာလည်းပါတယ်ဗောဗျာကျွန်တော်အခု Yeti Fruit ကိုစားပြီးဖန်းကြီးတော့လည်းပင်လယ်ထဲမှာဆိုရင်တော်တော်ကိုလုံးပြစ်တယ်ကြီးနေတဲ့အချိန်မှာလည်းကျွန်တော်က M1 ကိုပို့သုံးပြစ်တယ်ကျွန်တော်ဆိုရင် M1 adapt SK HK အဲ့ဒီနဲ့ပဲညာတော့အပြင်ပင်လယ်ထဲမှာဖန်ဖြစ်တာများပါတယ် channel scale တွေနဲ့ဆိုလို့ရှိရင်ရေထဲကိုနစ်နစ်ပြီးတော့တစ်ခါတလေကျရင်တေသွားတယ်လို့ပါဒီကနေပြီးဆိုတော့ ZK HK နဲ့ CBS ကိုတုံးပြီးတော့ပြုံးပြီဗျာခုညီကိုတို့တွေ့နေရတဲ့အတိုင်း3,500ကျော်ရရတယ်ဗျာဒါကဖန်တဲ့အချိန်မှာတော်တော် အဆင်ပြေတယ်လို့ပြောလို့ရပါတယ်။ပုစံကိုမြန်မြန်ဖန်းကျင်တယ်လို့အတွက်ဆိုအရန်အဆင်ပြေပါတယ်။ဖေလာရှက်ကိုလည်းလမ်းကြုံကေးပြထားပါတယ်။ race 4ဖြစ်ပြီးပုစံဘလောက်ပေးလဲဆိုတာကိုညီကိုတို့ကပြချင်လို့ကေးပြထားတာပါ။ ခုတွေ့နေရတဲ့အတိုင်းပဲ2600ကျော်ပဲပြီးတဲ့အတွက်ပတ်စံဖန်းကျင်တဲ့သူတွေအတွက်ဆိုရင် CV တက်တာအကောင်းဆုံးပဲလို့ကျွန်တော်ကတွေးမိပါတယ် C level 4ကိုရောက်ခံပြီးမှနောက်တစ်ခေါက်ထပ်တွေ့ရတဲ့အတွက်ကျွန်တော်ထပ်ပြီးတော့ကြေးလိုက်အောင်ပဲဗျာဖြည်းဖြည်းပေါ်ဟာဒီကောင်ကစလာနေကျွန်တော်ချရနေတော့ဒီကောင်ကပြန်ချမရဒီကောင်ကသူ့လုံးချင်တာလုပ်ပြီးတဲ့ကျတော့ချက်ချင်းပြန်ပုံသွားတယ်ဗျာကျွန်တော်ပြန်ထွက်လာတဲ့ကောင်ကိုကျွန်တော်ချိန် M1 တက်နဲ့ scale ကိုတုံးပြီးတော့တခါလေးပြင်းလိုက်မယ်ဗျာမှတ်သွားအောင်လို့အခုကဒီကောင်လေးတေကန်ပြီးပြီဆိုတော့မမြန်လေးလက်စားတက်လိုက်အောင်ပဲဟောဒီငါသေးသေးလေးတွေကလာရှုပ်နေကွာဟိုကောင်ကလည်းမတည်သေးဘူးရပြီရပြီခုမှပဲတည်တော့တယ်ကွာ ညီကိုတို့တွေ့တဲ့အချိန်မှာသသိန်း8000ကျော်ရတယ်အဲ့ဒါကြောင့်ကျွန်တော်က fan တဲ့အခါမှာ CV stay ကိုပဲရွေးပြီးတော့တက်တာပါအတူတူလေးတွေကတော်တော်ရှုပ်တယ်ဗျာအကုန်လုံးကျွန်တော်တခါတည်းတက်လိုက်အောင်ပါဗျာကောင်ကြီးတွေနဲ့တော့ဘာမှမဖြစ်ဘူးဗျာတိတ်တိတ်လေးနေကြမှာပဲတေမလို့ပဲဖြစ်သွားတယ်အခုကုံတက်ပြီးွားပြီဆိုတော့ကျွန်တော်နောက်ထပ်တနေရာကိုထပ်သွားပြီးတော့ CV's ကိုထပ်ရှာမယ်ဗျာ ဈေးလည်းပဲစင်မရောက်ခင်မှာနောက်တစ်ကောင်နဲ့ထပ်ပြီးတော့တွေ့ရတဲ့အတွက်ကျွန်တော်သင်မောကိုနည်းနည်းဝေးလေးနေသားပြီးဒီကောင်ကိုလည်းထပ်ပြီးတော့တိတ်လိုက်အောင်မေးရချေက CB Street ကိုတက်ခဲ့တယ်လို့ပဲဒီကောင်ကိုလည်းမြ мян အံမွားနဲ့လက်စတတ်လိုက်မယ်ဘုမနောက်တစ်ကောင်ထပ်ပြီးတော့ပေါ်လာတဲ့အတွက်နှစ်ကောင်ပေါင်းပြီးကျွန်တော်ချနေမှာဆိုတဲ့အတွက်ဒီကောင်ကိုအမြန်ဆုံးတတ်မှတ်ရမယ်မဟုတ်ရင်ကျွန်တော်တည်သွန်းနိုင်တယ် ပြောနေရင်လည်းကျွန်တော်ကိုနှစ်ကောင်လုံးပေါင်းချနေပြီဆိုတော့ကျွန်တော်တွေးတယ်လေအရင်နေနေပြီအဲ့အတွက်ကျွန်တော်ဒီကောင်ကိုအမြန်ဆုံးလက်ဆက်တက်ပြီးမှပဲရတော့မယ်မဲလဲရောက်ပြီဆိုတော့ခဏလေးပဲစောင့်ငါတွေးလေးနည်းနည်းပြည့်ရတယ်မသိဒီလိုသာပြောနေရဗျာကျွန်တော်ကြည့်ပဲခံနေရတယ်ကျွန်တော်တေးတောင်တေးတော့မယ်လွတ်မလားလို့အပေါ်ခုံကြည့်တယ်မလွတ်ဘူးထိတယ်ဗျာဘာမှလည်းလုံးလို့မရဘူးမထိုးဘူးကျွန်တော်တခါတည်းပဲတဲဝင်ကျုံတာပဲကောင်းတယ် အနာဟုတ်ရောက်တာနဲ့ကျွန်တော်ကိုတေးမလို့ဖြစ်အောင်လှူထားတဲ့အတွက်ဒီကောင်းကိုလက်ဆင်ကောင်းကောင်းပေးလိုက်ပါဗျာဒီကိုယ်တို့ရဲ့အတိုင်းပဲကျွန်တော် CV နှစ်ကောင်တက်လိုက်တာအခုဆို300ပြေဖို့အတွက်နည်းနည်းပဲလိုပါတော့တယ်ကျွန်တော်အခုလက်ရှိ CV ၄ကောင်ပဲတက်ရသေးတယ်နောက်ထပ်တစ်ကောင်ထပ်တက်ဖို့ကျွန်တော်ရှာလိုက်ပါဦးမယ် ။သုံးကောင်တော်တပြိုင်တည်းစပွန်နဲ့ဆိုတော့ကျွန်တော်နိုင်မှုက chance ကအရန်ကိုနေပါတယ်။ပြရလဲနေနေရဆိုတော့ကျွန်တော်တစ်ချက်တော့ try ကြည့်လိုက်မယ်ဗျာ။နာကလို့မရတာစိုးရပြသူတို့က၃កောင်ဆိုတော့တောက်လျှောက်ကိုစပယ်တွေက၃ဦးနေတာအဲ့တပူစိုးတာအခုရေနဲ့သွားတဲ့အတွက်ကတခါတည်းသိရောဘာမှမလုပ်လို့မရတော့

စီပြီးတာနဲ့ဒီတဲကဘယ်သူပေါက်လဲဆိုတာကိုကျွန်တော် random မဲဖောက်ပေးပါမယ်ဝင်တာကတော့မြန်မာမြန်မာ JHW ဆိုတဲ့ညီလေးရသွားပါတယ်။အဲ့အတွက်ကျွန်တော်အခုဗီဒီယိုရဲ့ comment မှာဆက်သွယ်လို့ရမယ် Telegram အကောင့်နဲ့ in-game link လေးကိုရေးသွားပေးပါ။နောက်ထပ်လည်းအဆင်ပြေရင်ပြည်သူလို giveaway တွေလုပ်ပေးသွားပါဦးမယ်။ ပြောချင်တာလည်းပြောပွားပြီဆိုတော့ကျွန်တော်နောက်ဆုံး CV တကောင်ကိုရှာပြီးတော့တက်လိုက်ပါအောင်မယ်။ရှားစရာမလိုပဲတွေ့သွားတဲ့အတွက်အမြန်ဆုံးဒီ CV ကိုကျွန်တော်တက်လိုက်မယ်။တက်ပြီးွားလို့ရှိရင်ကျွန်တော်အခု၅ကောင်တက်ထားတဲ့အတွက်ပတ်စံဘယ်လောက်ရလဲဆိုတာကိုကျွန်တော်ပြန်ပြီးတော့ပြောပြပေးပါမယ်။ ီကိုတို့တွေ့တဲ့အတိုင်းပဲ CBS 9កောင်တက်ပြီးတော့10သိန်းကျော်ရတယ်ဗျာကျွန်တော်ဆိုရင်ပတ်စံဖန်ပြီဆိုလို့ရှိရင်ဒီလိုနီးအတိုင်းပဲဖန်ပါတယ်မီကိုတို့လည်းအခုလိုဖန်ကြည့်ပါမ мян နဲ့ပတ်စံရလွယ်ပြီးတော့အချိန်ကုန်လဲတက်တာတယ်ဗျာအဲ့တော့ကျွန်တော်ကမသိသေးတဲ့ညီကိုတွေအတွက်ဒါကိုပြောပြပေးတာပါနောက်အဆင်ပြေပြေသလို giveaway တွေလုပ်သွားပေးမဲ့အတွက်ကျွန်တော်ရဲ့ channel ကို subscribe like and comment လုပ်သွားပေးပါအခုတော့ see you guys